မင်္ဂလာညချမ်းပါခင်ဗျာအော်တိုဘာလ22ရက်ဓမီစီမာပရိုင်တိုင်းမီစီမာသတင်းအစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုအာဆီယံအစည်းအဝေးတက်ဖို့ပေါ်ပြချက် NST သတင်းဌာနကပြန်လည်ဖယ်ရှားလိုက်တဲ့သတင်းတဇဲမာစစ်ကော်မရှင်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး17ရောက်တေဆုံးသွားတယ်လို့ဆိုတဲ့သတင်း ပြစ်စည်းခိုးယူသူဆိုပြီးဆွဆွဲခံရသူသားအမိနဲ့ရိုက်နှက်သူနှစ်ဖက်စလုံးကိုလိုင်းတရာရဲတပ်ဖွဲ့ကထိမ့်သိမ့်လိုက်တဲ့တဲ့မိုင်းငေါ်မျိုးကိုစစ်ကော်မရှင်တပ်ဘုံကျဲတိုက်ခိုက်တာကြောင့်အမျိုးသမီးအပါအဝင်ဒေသခံ၂ယောက်တေဆုံးသွားတဲ့တဲ့ နိုင်ငံတကာသတင်းတွေဘက်မှာတော့ဂါဇာအပြစ်ခတ်ရက်စဲမှုစာချုပ်ကိုချိုးဖောက်ပါကဟာမက်စ်အဖွဲ့ကိုတုတ်တင်မယ်လို့ထရန့်ကပြောကြားလိုက်တဲ့သတင်းနဲ့အတူဒီနေ့အတွက်နောက်ဆုံးရရွှေစည်းနဲ့ငွေစည်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ။